ဟယ်လိုအားလုံးပဲမင်္ဂလာပါရှင်ဒီဗီဒီယိုလေးမှာအမြောက်ရေးပြချင်တာကတော့ပညာရှင်လေးကုံတည်းရဲ့အကြောင်းပဲဖြစ်ပါတယ်ပညာရှင်လေးကုံတည်းအောင်ဆိုလို့ချင်းသူကအရန်ကိုဝေးလံခေါင်ပြတဲ့ဒေသကို၄500နဲ့သူကခီးအဲ့လိုမျိုးကုံသွေးမှုပြုတ်လောက်ဖို့အတွက်သွားမလို့ပြင်ဆင်တာပေါ့နော်အဲ့ဒီနေ့မှာပဲအပြိုင်သူနဲ့အပြိုင်တခြားလေးကုံတည်းတူပါလေအဲ့ဒီဝေးလံခေါင်ပြတဲ့ဒေသမှာကိုရောင်းကုံကိုသွားဖို့အတွက်ပြင်ဆင်တာပေါ့နော် အချိန်မှာခီးကလည်းအတူတူသွမ်းမဲ့နေရလည်းအတူတူအဲကြောင့်မို့ပညာရှိလေးကုံတရားကြလို့ရှိရင် तू ကတည်င်းရတယ်အဲကြောင့်မို့တည်င်းရတဲ့အတွက်ကြောင့်နှစ်ယောက်အတူတူသွားဖို့ဆိုတာမဖြစ်နိုင်ဘူးသူ့မှာလေ၄တန်း900ရှိတယ်ဟိုဘက်ကတခြားအပြိုင်လေးကုံတွေမှာလေ၄တန်း900ရှိတယ်ဆိုတော့ဘလို့မှလမ်းခီးမှာဆင်မပြေနိုင်ဘူးပေါ့နော်အဲဒါကြောင့် तू ကအခြားတစ်ဘက်ကလေးကုံတွေနဲ့ဟိုထိုက်တိုက်တွေ့ပြီးတော့အဲလိုတိုင်ပင်ဆွေးနေတာပေါ့နော်အဲဒီမှာဆွေးနေတဲ့အချိန်မှာ ပညာရှိလေးကုံတွေကအဲ့ဒီလေးကုံတွေတဲ့နေနေအသက်ဝါရလည်းကြည့်တယ်ဆိုတော့သူကအဲ့လိုဆွေးနေတဲ့အချိန်မှာကဲဆိုလို့ရှိရင်မင်းကိုဦးစားပေးမယ်ပေါ့နော်အဲ့ဒီအပြိုင်လေးကုံတွေကိုပြောတယ်မင်းကိုဦးစားပေးမယ်မင်းဟောအရင်သွားမလားနောက်သွားမလားမင်းရွေးချယ်ဆိုတော့အဲ့မှာဟိုပေါ့နော်မိုက်မေးတဲ့လေးကုံတွေပေါ့နော်ပညာမရှိဘူးသူကကြတော့ဟိုကအကြံတန်ရှိတယ်ဉာဏ်မရှိဘူးပေါ့နော်သူက ဘလို့တွေးလဲဆိုလို့ရှိရင်အဲ့လေးကောင်တည်းကကြာရင်သွားလို့ရှိရင်သူကဟိုပါဘောနော်ဟိုဟင်းတင်းရဲ့ဥပ္ပံဆိုင်ရမင်းပြီးလို့ရှိရင်လမ်းနေရာလေသူတို့ကရင်သွားတဲ့အတွက်ကြောင့်လမ်းနေရာလေရှုံးမွေပြင်းပြင်းမယ်သူများတွေမသွားထားတဲ့အတွက်ကြောင့်ပြီးကြတော့ဈေးနှုန်းကိုလေးပေါ့နော်သူတို့တတ်မှတ်ပြီးတော့ရောင်းလို့ရမင်းဆိုပြီးတော့သူအဲ့လိုတွေးပြီးတော့သူကရင်သွားဖို့ဆုံးဖြတ်လိုက်တယ်တဲ့ကဲရဆိုလို့ရှိရင်မင်းရင်သွားဖို့ဆုံးဖြတ်ပြီဆိုလို့ရှိရင်သွားငါတို့ကတော့တလခွင့်နှလန်းလောက် ခွာပြီးမှပြန်လိုက်လာခဲ့မယ်လို့အဲ့လိုပြောပြောသဖို့တူညီမှုတွေယူပြီးတော့အဲ့မှာပညာရှိလေးကုံတင်နဲ့ဒီအပြင်လေးကုံတင်ကလမ်းခွဲလိုက်ကြတယ်တဲ့ပညာရှိလေးကုံတင်ကတော့စဉ်းစားတာပေါ့နော်ဟိုအဲ့လိုမျိုးသွားမယ်ဆိုလို့ရှိရင်သူတို့ကအရင်သွားခိုင်းလို့ရှိရင်သူတို့က အာဟင်းဒီဟင်းရဲ့သူမြတ်ခုပိတာအာထွက်လာတဲ့အညော့ဖူးတွေကိုစမ်းရမယ်မိချလို့ရှိရင်ရေဆိုလေးရှားစရာမလိုဘူးသူတို့တူးသွားတဲ့တွင်းနေတွေကနေတောက်လို့ရတယ်ပြီးကြတော့ဈေးနှုန်းဆိုလေးတက်မတ်စရာမလိုဘူးပေါ့နော်ဒီတိုင်းပဲရောင်းလိုက်ရုံပဲဆိုပြီးတော့ဟိုပညာရှိလေးကနေအတိုင်းပြန်သွားတယ်တဲ့အဲ့ချိန်မှာဟိုအပြင်လေးကနေထွက်သွားတာပေါ့နော်ထွက်သွားတော့သူမှနောက်လိုက်ပေါ်ပါတယ်နဲ့ထွက်သွားတဲ့မှာအာဟိုပါပေါ့နော်တည့်ရနှညာအိုင် နှစ်ရက်အဲသုံးညခရီးပေါ့နော်အဲကိုရောက်သွားတဲ့အချိန်မှာသူကဂန္ဓာရအဲတခုကိုဖြတ်ရမင်းတဲ့လိုမျိုးတွေ့တယ်ပေါ့နော်အမဥပဘုဒ္ဓတအနေနဲ့ဂန္ဓာရက၅မျိုးရှိပါတယ်မတ်စ်ကကျမတို့ကဆိုးရဂန္ဓာရပေါ့နော်ဆိုးရဂန္ဓာရဆိုတာကတခိုးတွေတပုံတွေဓမြတွေတောင်ချမ်းတဲ့ဂန္ဓာရနံပါတ်2ကဝါလဂန္ဓာရဝါလဂန္ဓာရဆိုတာကသားရေတရိုက်ဆန်တွေတိုးရင်းတရားဝါတွေရှိတဲ့ဂန္ဓာရနံပါတ်3က နိရောဓကခန္ဓာယနိရောဓကခန္ဓာယဆိုတာကသူကရေမရှိတဲ့ခန္ဓာယနံပါတ်၄ကအာမနုဿတ်ခန္ဓာယအာမနုဿတ်ဆိုတာကလူပုဂ္ဂိုလ်မဟုတ်တဲ့သစေသစေဘလူတစ်ဖက်တည်းရှိတဲ့ခန္ဓာယနံပါတ်၅ကအပပက္ခခန္ဓာယအပပက္ခခန္ဓာယဆိုတာကဘာမှစမ်းစရာမရှိတဲ့ခန္ဓာယပေါ့နော်ဒါတွေကဘုဒ္ဓတ္တအနေနဲ့မျှဝေပြခြင်းဖြစ်ပါတယ်အခုဒီတွမ်းမဲ့ ညာမဲ့တဲ့လှေကုံသေးပေါ့နော်အကြံသာရှိပြီးတော့ညံမရှိတဲ့လှေကုံသေးဖြတ်ရမယ့်ခန္ဓာရကသူကကြလို့ရှိရင်အာမနောက်သောခန္ဓာရနဲ့အာဘာလို့နိရုဒ္ဓကခန္ဓာရပေါ့နော်အာရေမရှိတဲ့ခန္ဓာရရေမရှိတဲ့ခန္ဓာရမှာအာမနောက်သောဆိုတဲ့ဘလူးရဲ့တရေတွေနဲ့ပေါင်းစုံနေတဲ့ခန္ဓာတကိုဖြတ်ရမှာအဲ့အချိန်မှာအနေအကိုရောက်သွားတဲ့အချိန်မှာနေဝင်ပြောရလို့မြောင်ရင်စားအရှင်ကိုရောက်တာပေါ့နော်အဲ့အချိန်မှာကြာလို့ရှိရင်အဲ့ဒီ ဟာဘလူးတွေတပတ်တွေကဘာလို့လာကြတာပေါ့သူတို့ကရေတွေရှိတယ်အဲ့လိုမျိုးမိုးမိုးမိုးရွာတဲ့ပုံစံမျိုးနဲ့မိုးမိုးသားမိုးညိတ်တိုင်ညွန့်နေနဲ့သူတို့ရဲ့လှေးတွေမှာလည်းအဲ့လိုမျိုးပေါ့နော်ဟိုဟာရှော့တွေနဲ့မှတွေ့တော့မှပညာမေးတဲ့လေကုံတွေကပြောတာလေเออคนรู้တော့ဘုရားနေပြန်လာတော့ဘုရားတို့မြေတော့အော်ဟိုမှာကုံကကုံဝင်ကနေပြီးတော့ပြန်လာတာအဲ့ဒါ ဟိုကိုလူတို့ကဘေးသွားမလို့လူတွေပဲတည်းကမေးတာပေါ့နော်မေးတာအဲ့လိုပဲဒီလိုပဲကုံရောကုံရင်သားမှာဆက်လို့ရှိရင်ဘာလို့လေးခံပြီးတော့ရေးတွေပါလေယူနေတာလေဥမာမိုးရွာနေလေမိုးရွာနေမိုးကျွန်တော်တို့တော့မှရေးတယ်မလို့ဒီမှာကြာစေကြာညွတ်နေတယ်ပေါ့နော်ဘာမှလေးခံပြီးတော့တင်းမနေနဲ့မလို့အပ်တဲ့အရာတွေကိုထားခဲ့အဲ့လိုမျိုးပြောတာအဲ့ဘလူးတွေကပေါ့နော်အဲ့ဒီမှာအဲ့ကန္နာကိုဖျက်ဖို့လုပ်တဲ့ချိန်မှာပညာမေးတဲ့လေးကုံတွေကလေအေးရဲ့လို့ဆိုလို့ချင်းသူရဲ့နောက်လေးပပ900ကိုပြောတာတဲ့ဆိုလို့ချင်းရင်းနဲ့လေးတွေ เออว่าบัวเลยเลยเปลี่ยนแม่นี่ว่ะเนาะตะเย่สาลောက်ไปอยู่พี่เนาะตะเย่สาลောက်ไปอยู่พี่တော့ဟွာဖြတ်ကြအောင်ဆိုပြီးတော့มาจันเนี่ยปิสิเนี่ยกုံยีတွေตုံกုံลุ้นตั้วပြီးတော့เดี๋ยวဖြတ်တဲ့เฉยมายีတွေอ่ะเลยกုံกုံပြီးတော့อ่าตောက်เสียยีไม่ရှိนัวတွေอ่ะเลยเปลี่ยนแม่เสียมาตูรู้ก็ปัญญาไม่ได้เลกုံดิเนาะจันน่ะရှိတယ်ญาไม่ရှိတယ်ตุกုံดิบลูတွေเนี่ยวัวမျိုးชิ้นကိုခံရတယ်ဗောเนาะ ကဲပညာရှိလေးကုန်တရားကြလို့ရှိရင်သူတို့နဲ့နှစ်လားလောက်ခွာပြီးတော့လိုက်သွားတဲ့အချိန်မှာအဲ့အချိန်မှာအဲ့လိုပဲသူတို့ကိုလေမြစ်ဆွေးတဲ့ဘလူးတွေတွေ့တယ်ပေါ့နော်အဲ့မှာပညာရှိတဲ့လေးကုန်တရားကြလို့ရှိရင်သူကမြင်တာပညာနဲ့တတိကထားတဲ့အတွက်သူတို့ကိုမြင်လိုက်ကလေးကနေဝင်ပြိုးစီရဲ့နေရှိတဲ့အချိန်မှာအဲ့ဒီဒီဘလူးတွေကလာတဲ့အချိန်မှာနံပါတ်1ဘလူးတွေကိုဘလို့သိရလဲဆိုလို့ရှိရင်အရိုက်မပေါ်ဘူးတဲ့ဘလူးမှဘလို့သိရလဲဆိုလေးနေနဲ့အများကြီးလောက်လာတဲ့ဒါမဲ့အဲ့ဒီဘလူးတွေရဲ့အရိုက်က နေရောင်ထဲမှာမပေါ်ဘူးပေါ့နော်သူတို့ကပြောတယ်မောသားမွညွတ်တည်းရှိတယ်မောသားမွညွတ်တည်းရှိတယ်ဆိုလို့ရှိရင်မောသားမွညွတ်တည်းအဲ့လိုမိုးရအငွေအသင်တွေကိုသိရတာကတော့ရှိတယ်တယူစနာကသိရပြီးတော့ဟောမိုးတိုင်ညွတ်တည်းတိုင်ဖို့တိုင်ညွတ်တွေကိုကြားလို့ရှိရင်ကျမတို့3 3ညစနာ7936 3ညစနာကနေပြီးတော့သိရတယ်သိရပါတယ်လက်တောင်ကြားလို့ရှိရင်4ညစနာကနေသိရတယ်တဲ့ ဘလူတွေအားလို့ပြောတယ်ပေါ့နော်။ဘာလို့ပြောလဲဆိုလို့ရှိရင်ရေတွေပါတယ်၊နှေးတွေနဲ့တဲမသွားနဲ့။ဥမာကျွန်တော်တို့တော့မှကြာဖို့ကြာညွန့်တွေမြင်လာဒီမှာမိုးတမိုးညွန့်တွေတက်လာတာမိုးတွေရွာလို့ကျွန်တော်ကမိုးတွေရွာလို့ပေါ့နော်။မိုးတွေရွာလို့ဘာလို့လေးခံပြီးတင်းနေမှလဲ။အကုန်လုံးကိုထားခဲ့အဲ့လိုမျိုးဘလူတွေကဂလိုင်းစင်ညာဆင်တာပေါ့။အဲ့စင်မှာပညာရှိလက်ခုံတွေကခြေလိုက်တယ်။နေဝင်ပြောစားဝင်ဆိုပေမဲ့နေရရှိသေးတယ်နေနေရဲ့ ချိန်မှာသူတို့ရဲ့အရိုက်ကမပေါ်ဘူးတဲ့ပညာရှင်လေးကောင်များကြီးတယ်။နမနစ်ကကြာလို့ရှိရင်မိုးတက်လေမိုးတက်လေမိုးတွေရွာရမယ်ဆိုလို့ရှိရင်ကျွန်တော်မိုးတက်လေကကြာလို့ရှိရင်တယူစနာနေပြီးတော့သိရတယ်ပေါ့နော်တယူစနာဆိုလို့ရှိရင်မြန်မာကိုစစ်နမိုင်းစစ်သုံးမိုင်းပေါ့နော်တယူစာတဲ့အဲ့လိုမိုးတက်လေလည်းမခံစားဘူး။နောက်ပြီးတော့မိုးတိုင်ညွန့်မိုးတိုင်ညောင်းကကြာလို့ရှိရင်ကျမတို့သုံးယူစနာလောက်ကနေမြင်ရတယ်ပေါ့နော်မိုးတမွေမိုးရွာတော့မယ်ဆိုလို့ရှိရင်ညိုမိုင်းနေတဲ့မိုးတမွေတွေကိုကျမတို့သုံးယူစနာကနေပြီးတော့မြင်ရတယ်အဲ့လို ိုမျိုးလေးမမြင်ရဘူးတဲ့။သုံးယူဇနာဆိုတော့တယူဇနာမှာဆင့်နှမိုင်းသုံးယူဇနာဆိုတော့ဆင့်နှစ်သုံးလီ36သူစကြောင်းမိုင်လောက်ကနေပြီးတော့ဘောတမွေးရဲ့ဒီကိုလေးမမြင်ရဘူးတဲ့နောက်ပြီးတော့ဟိုလျက်စီလက်တာလျက်စီလက်တာကိုကြောက်လို့ရှိရင်ကျမတို့၄ယူစနာလောက်ကနေအဲ့လိုမျိုးဟိုမြင်ရတယ်ပေါ့နော်လျက်စီလက်တာ၄ယူစနာလောက်ကစနစ်လေး၄၈၄၈မိုင်မိုင်90ပေါ့နော်အဲ့အကွာဝေးလောက်ကတီးရတယ်အ နောက်တစ်ချက်ကကြာလို့ရှိရင်အဲ့လိုမျိုးမိုးချိန်တန်ကိုကြာလို့ရှိရင်လေကျမတို့တယူဇနာလောက်ကနေပြီးတော့ကြားရတယ်ပေါ့နော်အဲ့ချိန်မှာပညာရှင်လက်ကုံတွေကသူ့ရဲ့လူတွေကိုအကုန်လုံးကိုစုဝေးပြီးတော့အဲ့လိုမျိုး meeting ခေါ်တဲ့သဘောအနေနဲ့ခေါ်တယ်ပေါ့နော်အဲ့လိုမျိုးတယောက်ကြံလို့ရှိရင်တိုက်စာဖောက်ကရှိမှာပဲလေအဲ့အကုန်လုံးကိုစုဝေးပြီးတော့သူကပြောတယ်ကဲမင်းတို့ငါ့ကိုယုံလားလို့မြေတာတဲ့ပညာရှင်ယုံပါတယ်ဆိုတော့ဆိုလို့ရှိရင်ယုံလို့ရှိရင်ငါပြောစကားကို နားထောင် မင်းတို့ကငါပြပြမယ်တခုနာရှင်းပြတယ်အတိုင်းကုန်လုံးရှင်းပြတယ်ပြီးကြတော့အဓိကရေးကြည့်တာကသူတို့ကတကယ်လူတွေဆိုလို့ရှိရင်ပေါ့နော်တကယ်လူတွေဆိုလို့ရှိရင်ဒီလိုနေထွက်နေတဲ့နေရောင်ရှင်ပြိုးစားရှင်မှာသူတို့ရဲ့အရိုက်ကမြင်ရမှာပေါ့နော်အခုရဲ့အရိုက်လေးမတွေ့ဘူးရဆိုလို့ရှိရင်သူတို့ဟာလူမဟုတ်တဲ့အမနောက်သားတွေဆိုပြီးတော့ပြောရှင်မှာအရှင်မှာကြံတဲ့လေးကုန်နေငါရောလေးကြောက်ပြီးတော့ကဲမင်းတို့ကြောက်မနေနဲ့လို့ဆိုလို့ရှိရင်ငါပြိုးပြမယ်ပေါ့နော်ငါပြိုးတဲ့အတိုင်းလောက် ဒီကန္တရာကိုဖြတ်မယ်ဆိုလို့ရှိရင်ညအိုက်ခါနီးမှာ အားနေတဲ့လူကိုအလီကောင်ကထားမယ်စံဝိုင်းပုံသဏ္ဍာန်ပေါ့နော်အားနေတဲ့လူကိုအလီကောင်ကထားမယ်အားနေတာမတူလေသူတို့ကလေးတွေနွားတွေနဲ့လာတယ်အားနေတာကနွားလေနော်နွားတွေကတရိပ်ဆန်အုံနာမရှိဘူးအားနေတယ်သူများကိုယ်လိုက်သွားမှဖြစ်နေတယ်ညနွားတွေကအလီကောင်ကထားပြီးကြလို့ရှိရင် management ခေါင်းတော်ပေါ့နော်ပညာရှင်လေးကောင်တွေကအားအလီကောင်ကထားပြီးတော့ပြီးကြနေနေတက်ပြီးကြီးပြီးတော့အားပြိုးတဲ့လေးသားတွေကိုအလီကောင်ကထားအဲ့လိုမျိုးဝိုင်းလေးဝိုင်းမျိုး ်ပန်မှာအောက်ကောက် ပြီးတော့ထွားကျိုင်းတဲ့လူတွေကကြာလို့ရှိရင်အပြင်ကနေ stand by အမြဲတမ်း24မိုင်ကြီးရပ်ပြီးတော့စောင့်နေလို့ပြောတာအဲ့ချိန်မှာအဲ့လိုနဲ့စနစ်စနိုက်တကြခေါင်းဆောင်ကောင်းတယ်လေနော်စနိုက်ရခေါင်းဆောင်လည်းကောင်းတယ်နောက်လိုက်လည်းကောင်းခေါင်းဆောင်ကောင်းနေပြီးတော့နောက်လိုက်ကလည်းမလိုက်နိုင်လို့ရှိရင်အလကားပဲအဓိကညီညွတ်ချင်းဒီအင်အားဆိုတဲ့ ဟုတ်ပါဘူးပြတာလေကောနော်ဒီကခေါင်းဆောင်လေးကောင်းရမယ်နောက်လိုက်ကလည်းကောင်းရမယ်စေးလုံးညီညွတ်မှုလေးချေရမယ်အဲ့လိုဆိုလို့ချင်းရင်ကိစ္စတခုကပြင်းပြောင်းပြင်းပြနေရမှာဖြစ်ပြီပေါ့နော်အဲ့လိုနဲ့သူတို့ကဖြတ်ပြုံလန်းလိုက်တာပထမဟာအကြံသာရှိပြီးတော့ညံမရှိတဲ့လှုပ်ကုန်သေးတော့ဟိုဘလူးဝမ်းမြူတဲ့နေရာကိုရောက်တာဒီမှာမြင်လားဆိုပြီးတော့ခေါင်းဆောင်ကအဲ့လိုမျိုးလက်လက်တွေ့တာကအနေနဲ့ပြပြီးတော့ကဲဒီမှာမလိုအပ်တဲ့ဈေးအဖုံးနေတဲ့ပစ္စည်းတွေကို ရှာ ီးလို့ရှိရင်တန်ဖို့များတဲ့ဟာတွေကိုတင်းမကောင်းတဲ့လေးတွေနဲ့ကောင်းတဲ့လေးတွေကိုအလေးအလေလောက်တန်ဖို့ရှိတဲ့ပစ္စည်းတွေကို use ဆိုပြီးတော့အဲ့လိုနဲ့သွားလိုက်တာလေကုန်တွေကနှစ်ဆတာမှမြတ်တယ်တော့ကဲအဲ့လိုပဲဒီနေရာဘေးကိစ္စမှာပဲဖြစ်ဖြစ်ပညာရှိခေါင်းဆောင်ကခေါင်းဆောင်ကိုတင်းနေဆိုတာခေါင်းဆောင်ကိုရွေးချယ်တာပို့လို့လေပညာရှိခေါင်းဆောင်ကိုရွေးချယ်တာပို့လို့လေရွေးချယ်ပြီးတော့ခေါင်းဆောင်ရဲ့ ညွန်ကြားချက်အတိုင်းလောက်တတ်ဖို့လိုတယ်အဲ့ဒီဆိုလို့ရှိရင်အကုန်လုံးဆိုင်ရတကညီညွတ်လို့ရှိရင်ဒီခိုက်ဆံမစို့ပြီးမြောက်တယ်ဆိုတော့ငင်းခန်းသားလေးကိုဒီဗီဒီယိုလေးကနေမျှဝေပေးလိုက်ပါရှင်အားလုံးပဲကျမ်းမာရှင်လန်းကြပါစေ